ားလုံးပဲမင်္ဂလာပါ။အာစီတွန်းတောက်ဆောင်ရတဆောင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမကတော့လိုက်ရင်ရဖြစ်ပါရဲ့။အားလုံးပဲနွမ်းနေကြပါလား။ဒီနေ့မှာတော့ဆရာတိုက်ဖွားရေးသားထားတဲ့ချောက်ချောက်ချာချာဂယ်မီယဆန်းကျဲတဲ့ဝတ္ထုတည်လီတွေကိုတင်ဆက်ပေးချင်ပါရဲ့။အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်။တိုက်ဖွားအေးအေးကြီးရွာသူ မခိုးစေခြင်းအကျွေးရောက်ပေါ့ဗျ။ဘာထူးလို့တော့ခွေးမသားတွေရဲ့နောက်တစ်ခါလာရဲလာကြည့်။ဓားနဲ့ကိုပိုင်းလိုက်မယ်။အင်းတကြီးကပြောပြောဆိုဆိုငားခုတ်တဲ့ဓားနဲ့လိုက်လို့တာတိထုံအောင်စုထွက်ပြေးခဲ့ကြတယ်။တကယ်တော့ဒေါသကြီးတဲ့တကြီးကိုလူငယ်တွေကစကြနောက်ကြနဲ့ဒါဟာလဲပြောစရာတမျိုးပဲပေါ့။ဒါပေမဲ့အင်းတကြီးအပေါ့ဆိုတာကြောင့်ကာလသားတွေနဲ့ရွာသားတစ်တိုက်က အင်းတကြီးကိုမုန်းစရာကောင်းတဲ့လူကြီးလို့သတ်မှတ်ထားခဲ့ကြတယ်။တာတင်းကိုအုပ်စုဟာအရက်ကလေးတမျှမျှတောက်ရင်းစကားဆမြပြောဖြစ်ခဲ့ကြတယ်။အခုလိုမိုးဖွဲဖွဲရတဲ့မိုးဦးကာလလေးမှာအင်းတကြီးတဝိုက်ကစားဖားတွေကအုံအင်အုံအင်နဲ့စူညံစွာဟစ်ကြွေးနေတယ်။တချို့ကပြောတော့ဖားတွေကအုံအင်ဆိုတဲ့အတန်ပေးပြီးမိုးကိုခေါ်တာတဲ့။ဒါပေမဲ့ဖားတွေရဲ့သဘာဝကတော့ ဖားဘူကြီးတွေဟာအုံးအင်းဆိုတဲ့အတန်ပေးပြီးဖားမကိုခေါ်တာဖြစ်တယ်။ဘလို့ပဲဖြစ်ဖြစ်စားဖားကြီးတွေအတွက်ကတော့အပန်ကြောင့်ဖားသည်လို့ပြောရမှာပဲ။သူတို့အော်တန်ကြတာနဲ့ဖားသားတွေကိုမရုပ်တည်တဲ့ကြွကြွကြော်စားကျင်တဲ့သူတွေကတော့အေးယူစရာပဲ။စားဖားကြီးတွေအတန်ပေးနေပြီ။ညကျရင်ဖားရိုက်ထွက်ကြမယ်။ကောင်းတယ်ဟဲ့။ဖားသားမစားရတာကြာပြီ။မရုပ်တည်နဲ့ကြွကြွကြော်စားလိုက်အောင်မယ်။ ဇာတိတို့အုပ်စုကခုလိုမိုးဝကြမှာဖားရိုက်နေကြဖားရိုက်တဲ့နေရာကအင်းရဲ့ကြီးနာမှာအင်းရဲ့ကြီးအင်းဆိုပေမဲ့အင်းတစ်ခုနဲ့အင်းတစ်ခုကိုပေါင်းလောက်ထားတယ်။အဲ့ဒီပေါင်းပေါ်ကဇာတိတို့အုပ်စုကဖားရှာထွက်တယ်။ပေါင်းတစ်ခုတစ်ခုကလည်းအကျဲကြီးပဲ။ဖားတွေကညအခါရွှွန်ပေါင်းပေါ်မှာတက်ပြီးမိတ်လိုက်ကြတယ်။ပေါင်းတွေကလည်းအများကြီးဖားတွေကလည်းအများကြီး။ဇာတိတို့အုပ်စုမှာစုစုပေါင်း၃ယောက်ရှိတယ်။ ာတီးရဲ့ကောင်းတော်ရဲ့ဘိုးထွေရဲ့ဒီနေ့ညက၃ရက်နေ့ညမို့လကလေးကဝေးဝေးကလေးတာနေတယ်။အလင်းရောင်မရှိတရှိပေါ့။တာတီးတို့အုပ်စုကမီးအုပ်ဆောင်ရဲ့ဒုတ်ရဲ့ပလိုင်းရဲ့ကိုစီလွှဲထားခဲ့ကြတယ်။တာရွေးပေါင်အတိုင်းည၉နာရီလောက်မှစတင်လျှောက်လန်းလာခဲ့ကြတယ်။အုံးရင်အုံးရင်ဟဲ့ကောင်းလေးစားဖအတန်တွေကငါတို့ကိုအတန်ပေးပြီးကြိုးစုံနေကြတယ်။ စာဖားရိုက်တာလဲရိုက်တာပေါ့အင်းတကြီးငါးတွေပေါ်လာရင်လဲဖမ်းတံဖမ်းပေါ့ကွာငါးဖမ်းတာရေးမကြည့်ဘူးဦးရိုးကွန့်ရဲ့အင်းလုတ်သားရင်တွေ့ရင်မချောင်ဘူးသူတို့လက်ထဲမှာငါးတခိုးတွေကိုရိုက်ဖို့ဒုတ်တွေရှိတယ်တာတီးရညံ့မှာပြီကွာအင်းလုတ်သားတွေမမြင်အောင်ငါးနိုင်မှာပေါ့ကွာမြင်အောင်နှိုက်လို့ကတော့အင်းလုတ်သားတွေရဲ့လက်ချက်နဲ့ခေါင်းနဲ့ကိုအိုးစားကွဲပြီးထထောင်ထားနိုင်မှာမဟုတ်ဘူးအေးပါကွာ တို့ဖားရိုက်ဖို့ထွက်တာဆိုတော့စကားသိမ့်မပြောပဲတယောက်တလန်းစီသွားမှဖြစ်မယ်နဲ့တူတယ်။မင်းပြောတဲ့အကြံကောင်းတယ်။ဒါဆိုငါ့ကိုဒီတက်တဲ့တောင်ဘက်ကသွားမယ်။အေးတာတင်းနဲ့ဖူထွေးကတယောက်တလန်းသွားကြပေါ့။အဲ့ဒီအစီအစဉ်တိုင်းကောင်းတော်ကအလဲပေါင်းကတာတင်းနဲ့ဖူထွေးတို့တောင်ဘက်ရဲ့မြောက်ဘက်မှာတာတင်းကတော့ဖားရိုက်နေကြမိုးရသည်ရောက်တာနဲ့စားဖားရိုက်ပြီးရောင်းရောင်းဝင်နဲ့ဦးဆူဆူစားနိုင်ခဲ့တယ်။ မိုးရသည်မှာသူ့အတွက်စီးဝါးရေးဖြောင်းနေရသည်ပေါ့တာကြီးတရမိအုပ်ဆိုင်ကိုခံပြီးတတိကောင်းကောင်းထားကရှေ့သို့ညနာမူပြီးလျှောက်လာခဲ့တယ်။အုံးအင်းအုံးအင်းဂျမာစိုးကိုသိနားမလဲတဲ့ဖားတငယ်တွေကတော့သူတို့ရဲ့တဘာဝအတိုင်းအင်းရဲ့ကြီးတဝိုက်မှာအုံးအင်းအုံးအင်းနဲ့အော်မိနေကြတယ်။တာတီဟာမိအုပ်ဆောင်မိနဲ့ခက်လန်လန်ကိုလှမ်းကြည့်လိုက်တော့ဟောတွေ့ပြီစာဖားကြီးတကောင် အတံမထွက်ဖဲစိတ်ထဲကကြိတ်ပြီးရေရွရင်အတော်ဝမ်းသာသွားတယ်။မိအုပ်ဆောင်ကြီးနဲ့တဲ့တဲ့ထိုးလိုက်ရင်ပဲဟာတငယ်ဟာမျက်လုံးကြောင်တောင်နဲ့မိရောင်ကိုကြည့်နေတယ်။ခန္ဓာကိုယ်ကလည်းလုံးဝမလှုပ်တော့ဘူး။သူတို့ရဲ့သဘာဝကမိရောင်မြင်ကြောင်တောင်တောင်ကြည့်တတ်တဲ့ကလေး။ဒီတော့အဲ့ဒီအခွင့်အရေးမျိုးကိုအလွတ်မပေးတဲ့ဖားရိုက်သမားတတိက ခွက်ကနဲ့လက်ရိုက်တုံးနဲ့ရိုက်လိုက်ရာဖားကလေးရင်းစင်သွားတယ်။ဆန့်ငင်ဆန့်ငင်နဲ့အကြောဆွဲပြီး ငြိမ်သက်သွားတဲ့ဖားကလေးကိုအသာကောက်ပြီးပလိုင်းနဲ့ထည့်လိုက်တယ်။ဒီလိုနဲ့ဖားတကောင်ပြီးတကောင်အကောင်ပေါင်းမနေတော့ဘူး။ပလိုင်းတစ်လုံးထဲမှာတဝက်လောက်ရှာပြီးစားဖားကရာစီစားမှုဈေးကောင်းတယ်။ဒီလောက်ဆိုရင်ပတ်စံတော်တော်ရလောက်ပြီ။မကြမီဖိုးထွေးနဲ့ကောင်းတော်တို့စုံမိကြပြီ။စားဖားမြူတဲ့အင်းမူလာမသိ။သူတို့နှစ်ယောက်ကလည်းပလိုင်းနဲ့အပြေပဲ။ကဲဒီညတော့ဒုံးအတွက်တိတ်ကောင်း ပလိုင်းတလုံးအပြည့်ရပြီဆိုတော့ဒီစားဖားတွေရောင်းပြီးဟိုတာအေးရဲ့အရက်ဆိုင်မှာအရက်မင်းစီးစင်ရစ်လို့ရပြီအေးကွာငါလဲငါပို့နေတဲ့စာဥကိုအင်းကြီးလှလှလေးဝယ်ပေးနိုင်ပြီပို့ကွာအေးကွာဒီလိုသာညတိုင်းရရင်ငါတို့၃ယောက်စလုံးတထေးဖြစ်နိုင်မယ်ဖီးဘဲကတထေးဖြစ်ရမှာလဲနေတိုင်းတော့ရမလားကွာတပတ်လောက်တော့စောင့်ရအောင်ပါပေါ့ကွာအေးပါကွာ တထင်းမဖြစ်လဲနေပါစေကွာနေတိုင်းမှန်မှန်ကိုသားအေးဆိုင်ကိုလာနိုင်ရင်တော်ပါပြီဒါလဲနေဘက်ဆိုနတ်မမှန်ပါဘူးကွာသူတို့သုံးဦးသားပြောပြောဆိုဆိုအင်းရဲ့ကြီးတောင်ကနေရွာစီကိုပြန်လာကြတယ်ရွာထက်ရောက်တော့ဒါဒီကခေကောင်နေမတို့ရလာတဲ့စားပါးတွေကိုရွှေမိတို့ကိုဖောက်တဲ့ပေးရမကောင်းဘူးလားကောင်းတယ်မတို့စားဖို့နည်းနည်းချမ်းပြီးဖောက်တဲ့ပေးလိုက်ရင်တော့ကောင်းမကွဲတော့ဘူးကောင်းတယ်ကောင်းတယ် သူတို့သုံးဦးဟာအိမ်ကိုခဏပြန်ပြီးစားဖို့အနေချင်းဖယ်လိုက်တယ်။ပြီးတော့ရွှေမီတို့အိမ်မက်ကိုထွက်လာခဲ့တယ်။ရွှေမီဆိုတာကတော့ကြုံရကြပန်းရောင်းတဲ့ဈေးတဲ့ပဲ။ဒါပေမဲ့ရွှေမီတို့ညီမတစ်ပိုက်ကအုပ်စုတောင်းတော့ဘာရောင်းရောင်းခဏလေးနဲ့ကုံသွားတာပဲ။တာတီတို့အုပ်စုဟာမနက်စောစောရွှေမီတို့အိမ်ရှိကိုရောက်လာခဲ့တယ်။ပလိုင်းတွေချပြီးရွှေမီကိုအော်ခေါ်တယ်။အလုံးမှာကန်ဆူးကျင်တော့ဒေါ်ဦးစာကြီးနဲ့တန်းတူတော့တာပဲ။ ထက်ကောင်နေပလိုင်းရဲကဘာတွေတော့စားဖားတွေရိုက်လာတာဗျဒေါ်စာကြီးကရောစောစောကြီးကြီးပဲလာတာတော့တာတီကိုကဒီလိုပြောလိုက်တယ်ချွေမိစီကိုငါးတောင်းမလို့လာတာမင်းတို့တွေ့တာနဲ့အတော်ပဲငါ့ကိုစားဖားငါးကောင်ချက်ကောင်လာပေးစမ်းအာဘောစာကြီးကလည်းရောင်းတောင်မရောင်းရသေးဘူးငါးကောင်ချက်ကောင်နဲ့ကောင်းပြီဗောတောင်းရမှာဗောမင်းတို့ကဒီဖားတွေကိုအလကားရတာပဲအလကားရတယ်လို့တော့မပြောပါနဲ့ချုပ်တို့လည်း ကျောင်းကျောင်းလုံးအေးအေးပြက်ခံပြီးဖားရိုက်ထားရတာဗျအခုတော့ကြောင်းတော့မရောရသေးဘူးလာတောက်နေသူကအရင်ရောက်နေတယ်ခမသွားဗျာနောက်တော့မှလာခဲ့အားလေဒါကငါ့ကိုနှင်းလာငါဘာကောင်မဆိုတာသိရမလားငါကြိမ်စဲလိုက်ရင်နင်တို့ဘာဖြစ်သွားမယ်ထင်လဲရောဦးစားကြီးကတော့ငါတို့ကိုပြဿနာရှာနေပြီကဲဗျာခမကျောက်တို့ကိုကြိမ်ရင်လဲကြိမ်မကြိမ်ရင်လမ်းလေဘာမှမပေးနိုင်ဘူးနင်တို့ထဲကတကောင်မကြခင်တေစိုးနဲ့တေပါစေဟာဟာဟာ ဒေါ်ဦးစာကြီးကသူ့ရဲ့ဒုတ်ောက်ကြီးနဲ့တဲ့ပင်ကိုခောက်ရင်းအဲ့ဒီလိုကျင်ဆဲလိုက်တယ်။ဒါဒီလိုအုပ်စုကဖားလာဝဲမဲ့ရှင်မီတို့အုပ်စုကိုစောင့်ရင်ဒေါ်ဦးစာကြီးရဲ့ကျင်စာဆိုချက်ငါတို့တော့ဒီကိတံမကောင်းပါဘူးကွာမနှက်စောစောစီစီဒေါ်ဦးစာကြီးနဲ့မှလာတွေ့နေသေးတယ်။အေးကွာဈေးရောက်ပြီမှလာတောင်းပေါ့ကွာပေးမှာပေါ့အခုတော့ဈေးဦးကြီးမှလာတောင်းတော့ဘယ်ပေးလို့ဖြစ်မလဲ။ဒါကတော့ငါတို့အပိုင်းပဲ တော့ဦးစာကြီးကတော့စိတ်ဆိုးပြီးငါတို့ကိုကျိန်စာတိုက်သွားပြီသူ့ကျိန်စာဆိုရင်ငါတို့၃ယောက်ထဲကတယောက်ယောက်တိတ်လိမ့်မယ်နဲ့တူတယ်သူကတော့ငါတို့ကိုစားဖားနဲ့အသက် လောင်းကြီးချက်သွားပြီးချင်းပါရဲ့မင်းကလည်းကွာဒီယူမန်ကြီးကျိန်ထားတာကိုယုံနေသေးတယ်သူလည်းစောစောစီစီဟားလာတောင်းတာမရတော့စိတ်ဆိုးပြီးပြောချင်တာပြောတာပေါ့ကွာမဟုတ်သေးဘူးတာဒီဒီဖွားကြီးကနှုတ်စီးတယ်သူကျိန်တခုခုဖြစ်တတ်တယ်လို့ငါအမေကပြောဘူးတယ် မင်းကြောက်ရင်လဲမင်းရိုက်ထားတဲ့ဖားတွေကိုရွှေမိစီမှာရောင်းစားမနေနဲ့တော့ဒေါ်ဦးစာကြီးကိုကုန်ပေးလိုက်တော့ကွာမဟုတ်ပါဘူးကွာငါကဒေါ်ဦးစာကြီးအကြောင်းကိုအမေပြောတာကြားဘူးလို့ပါဒီလိုပြောနေစင်ဟောဟိုမှာရွှေမိတို့တက်တိုက်ထွက်လာနေပြီအေးအေးဟုတ်တယ်ကွာရွှေမိရေရွှေမိငါတို့စီမှာစားဖားတွေပါလာတယ်ဟေးဟုတ်လားလာပါပြီတော့ရွှေမိတို့ခုံမုံတို့ဈေးတဲ့အုပ်စုကအပြေးကလေးရောက်လာခဲ့တယ်ကိုတာတီတို့ ညကြဖားရိုက်ထွက်ကြတာပေါ့ဟာအများကြီးပဲအေးအဲ့ဒါကိုနင်တို့ကိုဖောက်တဲ့ပေးဖို့စောင့်နေတာဟန်ကြတာပဲတော့ဟိုဘက်မှာအရက်ဆိုင်တွေကအမီးလောက်ဖို့စားဖားမှဟာနေအတော်ပဲအေးဒါဆိုအချိန်ယူဟာကဲကိုတာတီးရင်ရှင်တို့ကအလကားရတာဆိုတော့ကျုပ်တို့ကိုဈေးလေးလျှော့ပြီးပူပူတာတာလေးချိန်ပေးပေါ့ဒီလောက်ဖြစ်လာတာအလကားယူအလကားယူဒါဆိုပူတောင်းကောင်းလေဒါကြောင့်ကိုတာတီးက သဘောကောက်ပါတယ်ဆိုနေမှရွှေမီကခက်ချွတ်ချွတ်ပြောလိုက်ရဟေ့ရွှေမီအပေါ်စကားတွေမပြောနဲ့ဒီဖားတွေကိုချိန်လိုက်တော့ရွှေမီတို့အုပ်စုဇကကြောမရှိတော့ဘဲစားဖားတွေကိုချိန်ယူပြီးအတွက်ကျပတ်စံရှင်းပေးလိုက်တယ်ဒီတော့တာတီးတို့အုပ်စုလည်းတခဏအတွင်းအိတ်ထဲကငွေတွေဖောင့်ကသွားတယ်သူတို့အုပ်စုကတည့်ရတိုင်းငွေရတာနဲ့ကိုသားအိတ်အရက်ဆိုင်ကိုအပြေးလွားလေးသွားခဲ့ကြတယ်ဦးကျော်ကွန်ကြီးကိုမချိန်နှက်ဘူးမချိန်နှက်ဘူး ဟုတ်တယ်။ဟာလည်းမကျေနပ်ဘူး။ချွေမိတော့ခုံးမုံတို့ငစိမ့်တဲ့မားတွေကိုကြတော့မျက်နှာချိုးတွေးပြီးခောက်ပြန်ကျင်းနဲ့အကျွေးပေးတယ်။ငါတို့ထောင်နဲ့ထောင်လောက်ကျန်တာကိုကြတော့အိမ်မလို့ရှင်မလို့ငင်းပြီးအကျွေးတောင်းနေလိုက်တာ။အေးကွာ။အဲ့ဒီအဖိုးကြီးတော့ဘောအိုစာနဲ့တွေ့ပြီးကျင်းစာတိုက်ခိုင်းရမှာအေးမယ်။ဒါဆိုမြမောင်တတိုက်ရရှောက်ဝိုင်းမှာဝိုင်းဖွဲ့ပြီးအင်းတကြီးဦးရုပ်ကွန်ကြီးအကြောင်းမကောင်းပြောနေတော့တာတိတို့အုပ်စုကအရန်ဆိုင်လေးကိုရောက်လာကြတယ်။ ုံမြမောင်ကြီးဘောဥစားတွေဘာတွေနဲ့ဘသူ့ကိုမကျေနပ်လို့လဲ။ဩတကြီးဥယျကွန်ကြီးအကြောင်းပြောနေတာပေါ့ကွာ။ဆိုပါအောင်ဗျ။ဥယျကွန်ကြီးကဘာဖြစ်လို့လဲ။ကျုပ်တို့ငါးသွားဝဲတာပတ်စံနည်းနည်းလောက်ကျန်တာနဲ့တေကန်ကြီးမျက်နှာနဲ့အကျွေးကိုအတင်းတောင်းနေ။ချွေမိလို့အုပ်စုကြတော့အကျွေးကထတ်နေပြီ။ဒါတော့မျက်နှာချိုးတွေးနေသေးတယ်။ဒီဖိုးကြီးကနှာဘူးပါကွာ။အဲ့ဒီနာဘူးကိုဘောဥစာကြီးနဲ့ပွေတွေ့လိုက်ချင်တယ်လို့ဂစုံမြတ်မောင်ရဲ့စကားကြောင့် တာတီးတို့အုပ်စုဟာခက်ကြောင်ကြောင်ဖြစ်သွားတယ်။ဒေါ်ဥစာကြီးကဘာဖြစ်လို့လဲ။အဲ့ဒီမိမကြီးကအလုံးနှုတ်စည်းတယ်ဆိုပဲ။သူမကျင်တဲ့လို့ကျင်ဆဲလိုက်ရင်အဲ့ဒီလူကသူ့ကျင်တဲ့အတိုင်းဖြစ်တော့တာပဲတဲ့။ခုခေတ်ကဒါတွေကအလကားပါကွာ။အေးဒါပေမဲ့တိုက်ဆိုင်မှုဆိုတာလားတော့မသိဘူးပေါ့ကွာ။သူတို့အုပ်စုစကားအခြေတင်ပြောနေစဉ်တင်လှတို့တိုက်ကဝင်လာပြီ။ဟဲ့ကောင်လေးမင်းတို့ဒေါ်ဥစာကြီးကြောင့်ကိုပြောနေတာပေါ့မဟုတ်လား။ အဲ့ဟုတ်တာပေါ့ကွာဒီမိမကြီးကိုနှုတ်စည်းရဲဆိုပြီးသူတို့ကကြောက်နေကြတာဟေ့ဟေ့နောက်ဆိုရင်မင်းတို့တွေကဘွဲကြီးပွဲကောင်တပွဲကိုကြည့်ရအောင်မယ်ဘလို့ဘလို့ဘလို့ဘွဲကြီးပွဲကောင်လဲဘွဲကြီးပွဲကောင်ဆိုတာဒီလိုကွာပြောပါအောင်တင်လာကလက်ဟန်ချီရန်ပါပါနဲ့ဒေါ်ဦးစာကြီးအကြောင်းကိုပြောပြတယ်တာတိတို့အုပ်စုစီကဖားတောင်းလို့မရတဲ့ဒေါ်ဦးစာကြီးဟာကိုရင်တကြီးဥယျာဉ်ကွန်ကြီးစီကိုသွားတယ်ဥယျာဉ်ကွန်ကြီးကတော့ မနေ့တိုင်းထုံးစံအတိုင်းငါးဝယ်တဲ့သူတွေနဲ့အလုပ်ရှုံနေခဲ့တယ်။အဲ့ဒီအဲ့ဒီအချိန်မှာဒေါ်ဦးစာကြီးရောက်လာပြီ။အင်းတကြီးကျုပ်ကိုငါးလေးကောင်လောက်ပေးပါ။အင်းတကြီးကိုသူမကလှမ်းပြောလိုက်တယ်။လူသားနေစူညံနေလို့သူမရဲ့အတန်ကိုမကြားခဲ့ဘူး။အင်းတကြီးဤတန်ကြီးဒီတော့သူမကသူ့ရဲ့အတန်ကိုမြင်ပြီးထတ်ခေါ်လိုက်တယ်။ဟဲ့ငါ့ကိုဘသူခေါ်နေတာရော။ကျုပ်ပါဒေါ်ဦးစာပါ။ဘာကိစ္စလဲ။ ကျုပ်ကိုဟင်းစားဖို့ငါးလေးလေးရောင်းအောင်လောက်ပေးစမ်းပါခမရကလည်းဒီမှာဈေးရောက်နေရောဈေးရောက်တော့မတောင်းလို့ကျုပ်ကဘယ်ချိန်လာတောင်းရမှာလဲကျုပ်ကိုငါးလေးငါးကောင်လောက်ပေးစမ်းပါခမရဗျာတော်တော်လောဘကြီးတဲ့သူပဲတယောက်တည်းစားဖို့ငါးလေးငါးကောင်လိုသလားရော့ရော့ငါးတကောင်ယူသွားအင်းစကြီးကသူ့နားမှာရှိတဲ့ငရမ်းပေါက်တေးတေးလေးတကောင်ကိုပြစ်ပေးလိုက်တယ်ဒေါ်ဦးစာကြီးကငါးတေးတေးလေးကိုမြင်တယ် အမေအမေငါ့ကိုတောင်းစားပေးတယ်လို့ပေးပြီးဒီငါးတဲတဲလေးတွေပေးတယ်ငါ့ကိုဘလို့လှုပ်စားရမလဲငါဘလို့နှက်တင်ရမှာလဲဒီမှာကြီးပေးမဲ့ပေးငါကြီးကြီးပေးဈေးရောင်းလို့မကောင်းရတဲ့ဈားတဲ့အထက်ဒီဖွားကြီးကလာလျှောက်နေတယ်မြို့မောင်တို့ထွန်းရှည်တို့ကဘာကြည့်နေတာလဲဒီဖွားကြီးကိုဆွဲထုတ်လိုက်ကြအင်းတကြီးကလည်းဈေးဝယ်လိုက်နေတဲ့အချိန်ဖြစ်လို့လာလျှောက်နေတဲ့အဖွားကြီးကိုစိုင်နာကဆွဲထုတ်ခိုင်းလိုက်တယ် မျိုးမောင်းတို့ထွန်းရွှေတို့အလုတ်သမားတစုကအဖွားကြီးကိုဆွဲထုတ်လိုက်တယ်ဆိုရင်ပဲအဖွားကြီးကငါ့ကိုလာမဆွဲနဲ့ညင်တို့ဟာကိုကြီးမစားတတ်တဲ့သူတွေပဲငါရင်ဒီလောက်ရတာငါစားဖို့နဲ့တင်ဖို့တော့ပေးဖို့ကောင်းပါတယ်အခုတော့ဒီငါတစ်တစ်လေးနဲ့ဘာလုပ်လို့ရမှာလဲဘွားကြီးငါလိုချင်ရင်နောက်တစ်ခါပြန်လာခဲ့ဈေးရောင်းပြီးကျန်တဲ့ငါကိုထပ်ပေးမယ်ညင်တို့အင်းမငါရင်များများရအောင်နဲ့တင်ပေးမလို့ငါကြီးငါကောင်းလာတောင်းတာဟဲ့ ဈေးရောက်ပြီးမှကျန်တဲ့ငါးဘုတ်တွေကိုဘယ်လိုနှက်တင်မလဲခမရကအဲ့ဒီလိုပြောပြီးညာတောင်းတာပဲနောက်ပြီးနှက်တင်မယ်ဆိုပြီးခမရပဲစားတာပဲဟဲ့အကောင်တွေနှက်ကအငွေ့ပဲစားတာဟဲ့နှက်တင်ပြီးနှက်ဆွတ်တဲ့ပစ္စည်းကိုငါမစားလို့သူစားမှလဲကဲကဲဒါဆိုနောက်မှလာခဲ့အခုတော့ဈေးဝယ်ရှုံနေတယ်တွားလိုက်ပါအောင်ပြောပြောဆိုဆိုသူတို့နှစ်ဦးကဒေါ်ဦးစံကြီးကိုခက်လန့်လန့်နေရစီကိုဆွဲခေါ်သွားကြတယ် ။ဘောဇာကြီးကသူ့လိုချင်တဲ့ငါအချီချင်းမရတာကြောင့်အလိုမချင်မနှက်ဖြစ်ပြီးသူ့ခြုံထားတဲ့ဒါပတ်အနက်ကြီးကိုလက်နှစ်ဖက်ဖြန့်လိုက်ပြီးအင်းတကြီးနာကိုပြန်သွားတယ်။ဂျမအင်းတကြီးရှင်ဟာစေတနာမရှိတဲ့သူပဲ။ဒီတော့ရှင်အင်းတင်ကြီးကိုကျုပ်ကျင်းစာတိုက်တယ်။ဘောဇာကြီးကျုပ်ဈေးရောင်းကောင်းနေတော့ယူဆောင်ဆောင်စကားတွေနဲ့မနှောက်ချက်နဲ့နှောက်ချက်တာမဟုတ်ဘူးဟဲ့ကျင်းစာတိုက်တာ။တိုက်ဗျာတိုက်တိုက် ခမားကအယူမတယောက်ရဲ့စကားကိုဘယ်သူမှမကြောက်ဘူးကောင်းပြီအဲ့ဒီလိုပြောပြီးဘောဇာကြီးဟာအင်းပြင်ကျဲကြီးစီကိုအွေ့ရွေ့သွားတယ်အင်းပြင်ကြီးရဲ့အနားကိုရောက်တော့သူမရဲ့တပတ်မဲကြီးကိုလက်နက်ဖမ်းနဲ့ညှပ်လိုက်တယ်တပတ်မဲကြီးဟာလေထဲမှာတစ်ဖက်ဖြတ်နေအင်းပြင်ကြီးရဲ့ပိုင်ရှင်ဖြစ်တဲ့အင်းတကြီးဦးရုံကွန်ကိုကျင်းစာတိုက်ပါတယ် ူဟာစေတနာနဲပါလှသူဖြစ်ပြီးကျွန်တော်မျိုးမကိုစော်ကားမော်ကားပြောဆိုသူဖြစ်တဲ့အတွက်ငါအထွတ်နှုံလျော့ပါစေဒီအင်းပြင်ထဲမှာ လူအသေးပြောက်ရှိပါသည်အားလုံးသောကျွန်မဆိုးတို့နဲ့တိုးပါသည်တချီဟာဒီအင်းကြီးအတွက်စိတ်ဆင်းရဲမှုမှန်သမျှနဲ့ပြေစုံဟဲ့အယူမငါရဲ့အင်းနာမှာဘာလို့လာပြီးကျင်းနေရလဲအခုတော့ရှင်ကြောက်နေပြီမဟုတ်လားဘာမှမကြောက်ဘူး ဒါဆိုရင်ကျုပ်ဆက်ပြီးကြိမ်မယ်မကြိမ်နဲ့ဘာမှအတိတ်မရှိတဲ့စကားတွေလာပြောမနေနဲ့စက်ပရေမရှိဘူးအဲ့ဒီကြက်တည်းမရှိတဲ့အကြောင်းတွေဟာရှက်စီကိုမကြခင်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့မှတော်ပြီတော်ပြီငါးတကောင်းနှကောင်းတွက်နဲ့ဒီလောက်စကားမပြောနဲ့ခမားလို့ခြင်းရင်ငါးယူသွားအခုမှတော့ဘာငါမှလာမပေးနဲ့ဒါပေမဲ့ရှက်အတွက်ကျင်းစာဇိုးတွေ ကျမဆိုးတွေကငကြခင်ရောက်လာတော့မှအဲ့ဒီတော့မှရှင်ကိုကြောက်ကပြုံးပြုံးကြီးလာကြည့်အောင်မယ်။တွားတွားအဖွားကြီးညံ့ညံ့တွားတွားလာပြီတော့နောက်မှကဲပါအောင်ဆိုပြီးကျုပ်ကိုလာမခေါ်နဲ့မခေါ်ဘူးမခေါ်ဘူးဘယ်တော့မှမခေါ်ဘူး။အဲ့ဒီလိုနဲ့တချင်းနဲ့ဘိုးစားကြီးတို့ကကြီးကြီးကျယ်ကျယ်ရဖြစ်ခဲ့ကြတယ်။ဟေးဟုတ်လားဒါကြဘိုးစားကြီးစီကပဲ နှုတ်စည်းသလားဆိုငါတို့စောင့်ကြည့်ရမယ်ပွဲကြီးပွဲကောင်းတစ်ခုလိုပြောတာပိုးကွာဒီမှာတင်လှငါတို့ကလည်းဥယျာဉ်ကွန်ကြီးကိုတော်တော်မုန်းနေတာကွာဒေါ်အိုစာကြီးရဲ့ကျင်းဆိုင်တခြားလူတွေအတွက်မှန်ချင်မှမမှန်ချင်နေကွာတကြီးအတွက်တော့ကျင်းတာစူးရသေးလို့စူတောင်းနေကွာညမောင်ရမင်းမလဲဖူးမမကောင်းဖြစ်တာကိုစူမတောင်းကောင်းမှာဘူးကွာဟုတ်ပါတယ်ကွာသူတပတ်မကောင်းဖြစ်အောင်စူမတောင်းတင်မှာဘူးဆိုတာမှန်ပါတယ် ဒါပေမဲ့ဦးရိုးကွန်းကဒီအင်းနဲ့ဝင်ဝင်ဖြောင်းပြီးတထဲတယောက်ကိုချမ်းမာနေတော့အရန်ပဝင်မြင့်ပြီးသူ့တဘာကိုနှိမ်အပေါ်စည်းကမခံချင်အောင်ပြောတယ်သူ့ကိုကြတော့ဘသူကမှပြမပြောနိုင်ဘူးဒါကြောင့်ငါကလည်းဒေါ်အိုစာကြီးကိုချိန်ဆတယ်လို့ချိန်ဆချင်တာကွကဲပါကွာတို့ဘာသာအမည်နဲ့အရက်ခွတ်မော်တာအကောင်းဆုံးပါပဲအေးဒါလည်းဟုတ်တာပဲ ဒါနဲ့ဒေါ်ဦးစာကြီးကိုကြောင်းကိုပြောရအောင်မယ်ဒေါ်ဦးစာကြီးဆိုတာကရွာနောက်ပိုင်းကတုတ်တန်စီရမှာနေတဲ့အဖွားကြီးတယောက်ပေါ့သာသမိကမရှိလို့တဝန်တစ်ခါအတွက်တောင်းရန်စားတော့ခဲကြရတယ်။ဒါပေမဲ့သူကတောင်းတဲ့နေရာမှာတခြားတောင်းရန်စားတော့တဲ့သူတွေလိုခခရရတောင်းတာမျိုးမဟုတ်ဘူး။ချင်းချောက်ပြီးတောင်းမှာတောင်းလာတောင်းနေ။နတ်တင်ချင်းလို့ဆိုပြီးတော့တောင်းလာတောင်းရဲ့သူ့ကိုယ်သူနတ်ကြော်လို့လို့နှောက်စီတဲ့သူတို့လို့ မသိရင်နတ်စားမကြီးလိုလိုနဲ့တောင်းရန်စားတောင်းခဲ့တယ်။သူတောင်းတာကိုကြည်ကြည်ပြူပြူမပေးတဲ့သူတွေဆိုရင် အာမနာပါမနာချိန်စာတိုက်တော်တာပဲ။ဒါကြောင့်တချို့ရွာသူရွာသားတွေများကသူမကိုယုံကြောက်ကြီးဖြည့်ပြီးခဝေဝေကရှောင်ခွင်းသွားတတ်တယ်။ဒါပေမဲ့ဒေါ်ဦးစာကြီးကတော့ဘသူကိုမှမမှုဘူး။ဒုက္ခကြီးတချောင်းနဲ့တတောက်တောက်လှုပ်ပြီးတောင်းရန်စားတောက်ခဲ့တယ်။သူမရဲ့ပုံမှန်တရံကိုကကျောင်းမဖွယ်တင်ဆောင်နေတယ်။ အသက်အပြင်90ကျော်လောက်ရှိပြီဖြစ်လို့အသားရည်ကချုံ့ပြနေပြီမေလောင်နေတဲ့တန်ကြောင့်အသားရည်တွေမင်းညင်ညင်မဲဖြစ်ပြီးဝတ်ဆင်ထားတဲ့ဝတ်စာတွေကလည်းအမဲရောင်ဆိုတော့တကူလုံးကိုမဲနေနေတယ်ကိုယ်စားထားတဲ့သွားတွေကလည်းမြည်ကြည်ကြည်ဖြစ်နေလို့ကျိုးကျဲနေဆိုတော့သူ့မျက်နှာကကြောက်ခွေပုံပေါ်နေတယ်နောက်ပြီးညင်မဲမဲလွယ်ကြီးကိုလွှဲထားသေးတယ်တချို့ကလေးတိုက်ကတော့ဆုံးမကြီးတော့အိုးစားလာပြီးဟေးဆိုပြီး ်ဆောက်နောက်ကအော်ဟစ်ထွက်ပြေးခဲ့ကြတယ်။ဒေါ်အောင်စာကြီးကလည်းအဲ့ဒီကလေးတွေကိုဂျိန်ဆိုဂျိန်ဆဲရင်းနဲ့တောင်းဝင်းနဲ့လိုက်ရိုက်ခဲ့တယ်။ဒါကြောင့်ဒေါ်အောင်စာကြီးမလို့ရွာထဲကို ဝင်လာရင်ကလေးတပတ်ရဲ့ဇူညံအတန်တွေရဲ့ဒေါ်အောင်စာကြီးရဲ့ဆဲဆိုတန်တွေရဲ့ဇူညံသွားတယ်။အခုလဲဒေါ်အောင်စာကြီးစီဟာသူနေထိုင်တဲ့တင်းကြိုင်စရက်ထဲကထွက်လာပြီးရွာရုတ်တလျှောက်လမ်းလျှောက်လာခဲ့တယ်။ရွာဦးက အကြော်သေးကလေးစီဝင်လိုက်တယ်။ ဟဲ့အေးမြငါ့ကိုအကျော်နှစ်ခုလောက်လှူစမ်းဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာအကျော်ဆုံးနှစ်ခုပါကျမတင်ဆက်ပေးတာလေးကိုစောင့်ဆောင်နားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အပိုင်းစက်လေးတွေကိုလည်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားလုံးပဲစောင့်မျှော်နားဆင်ပြီးကြပါအောင်ရှင်အာစီတုဒ္ဓဆောင်ရတဆောင်မှစိတ်ဝင်စားစရာကောင်းတဲ့တုဒ္ဓစာပေတွေဘဟုတုဒ္ဓရစရာတွေအားလုံးကိုတင်ဆက်ပေးအောင်ဖြစ်တဲ့အတွက်အားလုံးပဲစောင့်မျှော်နားဆင်ပြီးကြဖို့ အားလုံးကိုမြတ်ကြရခင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့လိုင်းငယ်ဖြစ်ပါတယ်